ဖြစ်သားရန်တို့အင်္ဂါ၉ပါးနဲ့ပြည့်စုံတဲ့ကိုယ်တိုင်ကျင့်သုံးဆောင်တရားတဲ့ဥပုသ်တိလာဟာတဲ့အင်္ဂါ၉ပါးနဲ့ပြည့်စုံတဲ့ဥပုသ်ဟာကျင့်သုံးဆောင်တိမယ်ဆိုလို့ရှိရင်မဟာဖလောဟောတိမဟာနိတံတော်လက်တွေ့ရတဲ့အကျိုးကလည်းအမတန်မှကြီးတယ်ဆက်တိုက်ဖြစ်ပေါ်လာတဲ့အကျိုးဆက်တွေကလည်းအမတန်မှကြီးပါတယ်များပြားတယ်လို့ဒီလိုဆိုတာတိုက်ရိုက်ရတဲ့အကျိုးဆက်သွယ်ပြီးတော့ရလာတဲ့အကျိုးတွေဟာ အလုံးကြီးပါတယ်လို့ဒီလိုရက်ဆော်ပြဟောတယ်ဘနောက်တစ်ခုမဟာသုတိကောဥပုပ်ရဲ့ဒီကောင်းကျိုးချမ်းသာကိုပေးတဲ့နေရာမှာဟိုမှိန်ပြပြမဟုတ်ဘူးတကယ့်ကိုအရှင်အဝါကြီးပါတယ်လို့ဒီလိုပြောတာဥပုပ်တိလာကြောင့်ရလာတဲ့ကုသိုလ်ကောင်းမှုရဲ့အကျိုးရဲ့အကျိုးပေးတဲ့အခါမှာနော်မထိမရောက် မိမ့်မိမ့်အကျိုးပေးတာမျိုးမဟုတ်ဘူးတဲ့အယောင်အဝါနဲ့တင်းအောင်တင်းတယ်ပေါ့နော်အရှင်အဝါနဲ့အကျိုးပေးတယ်မဟာဝိခါရောအကျိုးကလည်းပဲအမတန်မှခြေခြေပြန့်ပြန့်ရှိတယ်လို့ဟောဒီဒီအင်္ဂါကောဘနဲ့ပြည့်စုံတဲ့ဥပုပ်ကိုစောင့်မယ်ဆိုလို့ရှိရင်အခုလို့လက်ပြရတဲ့အကျိုးဆက်သွယ်လာတဲ့အကျိုးနော်ဒီအကျိုးတွေဟာအမတန်မှကြီးမားတယ် အရှိန်ဝါတွေအမှန်တမ်းကြီးမားတယ်။သူ့ရဲ့ကျက်ပြတ်မှုအကျိုးသက်ရောက်မှုတွေကလည်းအလွန်ကြီးမားတယ်လို့စနစ်တကျစောင့်သုံးမယ်ဆိုလို့ရှိရင်ဒီဥပုသ္တိလရဲ့အကျိုးတွေဟာအမှန်တမ်းကြီးမားတယ်လို့မြတ်စွာဘုရားဟောတယ်။ဟောပြီးတဲ့အခါမှာ စနစ်တကျဘယ်လိုဆောင်းရလဲ။နာမန်ကြောင်းသွားပြီးတော့ဗန္ဒနိဗန္ဒဝေရမဏိတိခါဗရန်တမာရိယာမိလို့ဒီလိုလေးတွေဆောက်တည်ပြီးတော့တဏီကုံပြောကြင်ရာတွေပြောနော်ဥပုသ္တေစားစရာစားကောင်းတော့ပွဲတွေစားလို့ အပေါင်းအသင်းတွေနဲ့ပြောပြီးတော့ဒုက္ခတဏီကုံအိပ်ပြီးသွားမယ်ဆိုရင်ဒီဥပုက္ခတော့အချိုးရှိမှာမဟုတ်ဘူးတဲ့ဘာလို့လဲဆိုအိပ်နေတဲ့ဥပုက္ခနိုးထနေတဲ့ဥပုက္ခမဟုတ်တာအိပ်နေရင်ဘာမှတော့ရမှာမဟုတ်ဘူးကောင်းပြီမဟာဖလကြီးမားတဲ့အချိုးဖြစ်ဖို့ရအတွက်စနစ်တကျဘယ်လိုလုပ်ရမလဲဆိုအတ္တမစနစ်ကြရသော်ဗျာဥပုသ္တိလဆောက်တည်ပြီးလို့ရှိရင်တဲ့ မြင့်မြတ်ဖြူစင်တဲ့ဘုရားရဲ့တပည့်တာဝကတူဟာအလေးနဲ့ဆင်ញင်စဉ်းစားဖို့လိုအပ်တယ်ကိုယ့်ရဲ့